အကျွန်တော်တို့ရှေ့လုပ်ငန်းစဉ်တွေမှာတော့ဒီအကျွန်တော်တို့ဒီဒီချင်းချင်းအောင်ဖွဲ့ဒီချင်းချင်းအောင်ထင်းထုတ်နေနေတွေကနေပေါ့နော်စိတ်ကောင်းစင်လုံးမှာကျင်စင်သွားအောင်လို့ဟိုဥပမာတော့တိတိတမျိုးပဲကျွန်တော်နေပေါ့ဒီကျွန်တော်တို့ချင်းချင်းအောင်ဖွဲ့ဝင်6ဖွဲ့တဲ့မှာပေါ့နော်စိတ်ကောင်းစင်ကျင်စင်ဖွဲ့တိတိတမျိုးပဲကျွန်တော်လည်းအဲ့ဒါကိုကျွန်တော်တို့ဟိုလုပ်သွားမယ်အပြည့်တဲ့နောက်မှာမှတခြားအများကြီးပါပဲဆွေးနွေးဖြစ်ကြတာတော့ကျွန်တော်တို့3ရက်4ရက်လောက် သူမှဆွေးနွေးနေဆိုတော့เนาะဆွေးနွေးတော့အများကြီးရှိပါတယ်ဒီခြေလက်ခံပါတဲ့တက်မလို့တရဆိုတာကဥပမာကျွန်တော်တို့ဒီ6ဖွဲ့ကိုတစ်ဖွဲ့ပေါင်းလင်းလို့ရပါတယ်ဟိုအဖြစ်တဘောပေါ့เนาะဟိုအပေါ်ရံမဲ့လောက်ကြစတန်းဆိုမော်လေကျွန်တော်တို့အခုစဉ်းစားထားတာတော့တစ်ဖွဲ့ချင်းစီတစ်ဖွဲ့ချင်းစီခြေလက်ဒီထက်ပိုခြေလက်ခံပါအောင်ကျွန်တော်လုပ်ရမယ်အဲ့ဒီတဖွဲ့ဝင်အဖွဲ့ဝင်တစ်ခုချင်းစီကကြစ်လက်ခိုင်ပါတဲ့အဲအဲ့လိုမျိုးတိုက်ဖြစ်လာပြီဆိုမှဒါကိုကျွန်တော်တို့ ကြံပေါ့မယ်ဆိုတော့တဖွဲ့အတွင်းချင်းစီမှာပဲတကယ် chain of command နဲ့ ethics တိ discipline ကောင်းတဲ့ဟာဖြစ်အောင်ကျွန်တော်တို့အားလုံး wine win တိဆောက်ကြမယ်ပေါ့နော်အဲ့ဒါပြီးမှပဲကျွန်တော်တို့ပြန် wine win လုပ်ကြမယ်ပေါ့အဲဒီလိုမျိုးအဖွဲ့တွေဒီဘာဝင်တဲ့အဖွဲ့တွေတဖွဲ့ချင်းစီကဒီကြစ်လစ်တဲ့ဟိုစီကန်းရှိတဲ့တဖွဲ့တွေဖြစ်လောင်းတိဆောက်ရင်းနေမှာပေါ့နော်အဲ့ဒီကနေမှပဲတဖြည်းဖြည်းပူပေါင်းလာကြဖို့ပေါ့နော်အဲ့ဒီ၆ဖွဲ့လုံးတစ်ဖွဲ့ဖြစ်လောက်ပူပေါင်းလာဖို့ပေါ့လေအဲ့လိုမျိုးပါ ဆိုတော့ဒီမှာတော့ခြေလက်ခံမတတ်မတော်ဆိုတာပြောချင်တာကတော့ဟိုအမိနခမကောင်းနေဒီဂျင်းဝတ်တပေါ်ပေါ့နော် ethics ဒီကောင်းကောင်းနားလဲတယ်ဒီအဒီဘယ်လိုပြောမလဲဟို Geneva Convention တပေါ်တွေပေါ်စားပေါ့နော် ပြီးတော့မှအဲဒီတက်ရိုက်ခိုက်ရှိရမယ်ပေါ့နော်ဒါစစ်တပ်ဆိုကြဲကတက်တက်ဆိုကြဲကဟို uniform ဘလောက်ကောင်းကောင်းလက်နက်ဘလောက်ကောင်းကောင်းအမိနခမဘလောက်ရှိရှိတက်ရိုက်ခိုက်ရမရှင်းရလကားပဲအ ဆိုတော့အဲ့လိုမျိုးပေါ့ဆိုတော့စီကန်ရှိရမယ်အမေနာမခံမှုကောင်းရမယ်ကျင့်ဝတ်တဲ့ဘောတပွားလုံးဝနားလေရမယ်လေးစားလိုက်နိုင်ရမယ်တက်ရိုက်ခက်ရိုက်ကောင်းရမယ်ပြေတော့မှာအင်အားရှိလာမယ်ဆိုတာမျိုးတစ်ခုပေါ့နော်ကျွန်တော်တို့ပြည်သူတွေကိုကောင်းကောင်းကာကွယ်ဖို့ကျွန်တော်တို့ရဲ့ကိုယ်ကျမကိုပြတ်တဲ့ကောင်းကောင်းကောင်းအာမခံနေတဲ့တက်တက်တက်ဖြစ်လာအောင်ကျွန်တော်တို့အဲ့လိုမျိုးပေါ့အဲ့ဒီတမတော်ဖက်ကိုပေါ့နော်အဲ့အဲ့လိုမျိုးကိုကျွန်တော်တို့ဆိုလိုချင်တာပါ